ိုင်းနိုင်ငံမြောက်ပိုင်းမြန်မာနယ်စပ်မှာအသက်ခံရပြီးခန္ဓာကိုယ်အစိတ်ပိုင်းတွေရောင်းစားခံလိုက်ရတယ်လို့သတင်းတွေမှာပါခဲ့တဲ့ဘီလာရုစ်နိုင်ငံကမော်ဒယ်ဟာထိုင်းနိုင်ငံကနေအသင်းအဓမ္မဖက်စည်းခေါ်ဆောင်သွားခံရတာမဟုတ်ဘူးလို့ထိုင်းလူဝင်မှုကြီးကြပ်ရေးကသတင်းထုတ်ပြန်ပါတယ်။ ဘီလာရုစ်တင်ဌာနတစ်ခုဖြစ်တဲ့ Match ဆိုတဲ့တင်မီဒီယာတစ်ခုက Vida Grass ဆိုပါလို့ခေါ်တဲ့ model ဟာထိုင်းနိုင်ငံကို model အလုပ်သွားရှောက်ရမှာအသင်းချက်ဖန်ဆီးခင်ရတယ်လို့ရေးထားပါတယ်အဲ့ဒီနောက်မှာမြန်မာနယ်စပ်မှာအနှိမ့်ဆက်ခံရပြီးနောက်တပ်ဖြတ်ခံရပြီးကိုအင်ဂါရီရောင်းစားခံခဲ့ရတယ်လို့យေတာထားခဲ့တာပါအဲ့ဒီသတင်းကိုအခြေခံပြီးနိုင်ငံတကာသတင်းတွေဖြစ်တဲ့ Daily Mail နဲ့ The Sun တို့မှလည်းဖော်ပြမှုရှိခဲ့ပါတယ် ဗီရာဂရက်ဆိုပါဟာစက်တင်ဘာ14ရက်ကထိုင်းနိုင်ငံသူဝနဘူမိလိစိတ်ကနေဝင်ရောက်လာခဲ့ပြီးစက်တင်ဘာ20ရက်မှာတော့ရန်ကုန်ကိုထိုင်းလီကျောင်းလိုက်လီရင်နဲ့ပြန်ထွက်သွားခဲ့တာဖြစ်တယ်လို့လူဝင်မှုကြီးကြပ်ရေးအရာရှိရဲဘော်ချုပ်ချူအန်ဂရွန်ရမ်ပတီကပြောပါတယ်လေစိမ့်မှာရှိတဲ့ CCTV မှတ်တမ်းတွေအရရန်ကုန်ကိုလေရင်နဲ့ထွက်ခွာတဲ့အချိန်မှာသူ့ကိုအသင်းကျက်စီခိုင်းနေတဲ့လက္ခဏာတွေမတွေ့ရဘူးလို့လဲထိုင်းလာဝကကပြောပါတယ် ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးကတော့အဲ့ဒီမော်ရယ်မြန်မာပြည်ကိုထွက်သွားပြီးဘာဖြစ်တယ်ဆိုတာသူတို့မသိရဘူးလို့ဆိုပါတယ်